ိတ်လွတ်လွတ်ပေါ့နည်းနည်းပြပြွှင်နေနေတာဖြစ်တယ်နော်အကောင်လုံးခဏလောစေမိထားတယ်ဗျာနော်မိထားပြရစေအောင်တော့တော့ဖိလန်ပြန်ရောက်ရင်အားလုံးပြန်ပြောပါမယ်ဗျာနော်ကုလောစေပန်းကောင်းချောင်းစိုးတယ်ပန်းကောင်းပြရအောင်နော် ြောရတယ်အများကြီးရှိပါပြောအောင်ပါဟုတ်လားလာရတယ်အဲစိတ်လွတ်လွတ်ကိုလွတ်ပါပဲကျွန်တော်ဒါတရားရှိသွားရင်အယောင်စီကားတဲ့နေရာတစ်ခုရောက်မယ်သူတပြေရောနိုင်ငံရချာနိုင်ငံသားတွေများပါတယ်ဒီမှာစေးချောက်လည်းပေါ်တယ်ဗျာသိလားစေးချောက်ပေါ်နတ်အသိတာဟုတ်ခတ်တာကကျွန်တော်ကစလိတ်လုံးဝမတော့တတ်ဘူးစလိတ်မတော့တတ်တော့စေးကြောင်အရသာဘလို့ရှိရဲဆိုတော့ဟိုစမ်းဖို့အတွက်ကအဲ့ဒီ အာကျွန်တော်စလေးတောက်တက်ချင်းဆိုတော့အာဒီအတားစီတစ်ခုကိုကြော်ပြီးမှသာလင်းကျွန်တော်ကစလေးအဲစေးကြောက်အသုံးလုံးတက်ပါလေစေးကြောက်ကလုံးဝသုံးလုံးမရဘူးဗျာဘာကြောင့်လဲဆိုတော့အာစတောစလေးမမတော်တာဗျာစလေးတောက်တက်အောင်မတင်ထားမိခဲ့တာကကျွန်တော်ရဲ့အားနေချက်ပေါ့ဟုတ်ကဲ့ စေးကြောင်ပင်နေရှိတယ်နော်စေးကြောင်လည်းစပါးဖြစ်စမ်းကြည့်တယ်စမ်းကြည့်ချင်ပါတယ်ကျွန်တော်ဖြစ်ကဖောင်စီရင်ငတ်တယ်ဆိုတော့အဲ့ဒါပဲစေးကြောင်နဲ့ပတ်သက်လာဖောင်စီရင်ငတ်အဲ့တော့တိုင်းလူမျိုးတွေကတအားကိုပေါ်ယူတယ်ဖြေးဖို့ရအောင်ကောင်းပါတယ်အဲ့ကြောင့်ကြောင့်ပြာလေးတောက်ပြီးတော့ငိမ့်ငိမ့်နေနေမရဘူးတို့ကလားတို့ကအတင်းကအဲ့လိုမျိုးပေါ့နော်ဟိုလိုကောင်းလဲအားလုံးပျော်ရွှင်အောင် လူတွေကဂူးဆိုင်တယ်ဗျလူတွေပျော်ရွှင်မှုဂူးဆိုင်ပြီးတော့ထိုင်းလူမျိုးတွေကျွန်တော်တကယ်ချစ်တယ်နော်အထိုင်းနိုင်ငံကအကျွန်တော်အခုတောက်တဲ့ဘားတွေမှာပေါ့နော်အချင်းစရာကောင်းတဲ့အကမယ်လေးတွေပေါ့လေအကမယ်လေးဆိုတာတို့ရိုးသားကကြတာပါအကိုကလည်းမျိုးကြည့်ပြီးတော့ပေါ့နော်အကိုရဲ့ပျော်ရွှင်မှုကိုရန်ဂူးဆိုင်ပေးတာကိုတွေ့ရတယ်အဲ့တော့ကြော်တယ်ပေါ့ဗျာနော် ဟင်းဟင်းအကုန်းဝင်လာအကားရလဲမောင်းနေတာလေကြောက်ဖို့တော့ကောင်းတယ်ပြင်ပြောရနည်းနည်းတော့လန့်နေပြောလန့်နေဆိုတော့ဒီလိုပါအခင်းလည်းမတာမျိုးမဟုတ်ဘူးလေနော်ဘန်ကောက်ကတော်သေးတယ်တူရကီကျွန်သွောင်းလို့ဆိုရင်တူရကီမှာလည်းမောင်းတာကြောက်เสียရကြီးဟာဟုတ်ဘန်ကောက်ကနည်းစီကန်းရှိနေတယ်အဲကျွန်တော်ဒီမှာရှောင်းရင်းရှောင်းရင်းနဲ့ကျွန်တော်ကိုနှုတ်ဆက်ကြရတယ်ဗျ။ အဲ့တော့တော့ကုံမောင်းနဲ့ကုံမောင်းလိုက်တွေကိုကြည့်နေတာပေါ့ဗောနော်အဲအခုအပြင်မှာရမ်းချောပါလေကြာလေကျေးဇူးတင်ပါတယ်နော်သူတို့ပြောတဲ့ပုံစံလေးတွေအဲ့တော့ဟိုလိုက်တဲ့ဘိုင်တော့ဒီနေနဲ့ကူမာတရီနေတော့အဲ့တော့ကျွန်တော်ကလည်းစုံမှုတဲ့ညီလေးတွေလည်းတွေ့ရင်ကျွန်တော်စာလေးရေးပေးပါအောင်နော်စာလေးရေးပေးပါအောင်နော်အားလုံးချစ်ခင်လေးစားပါလေကြာ